ိုင်နယ်တက်တာတော့ပြိတက်ကိုရသလောက်စိတ်ဒုက္ခပေးသွားတဲ့ခေကြီးအလုံးမဲ့မင်္ဂလာပါအင်္ဂလန်ကဟိုအသင်းလေးကတော့အင်ဝင်အဝေးကမှရှုံနေခဲ့ပြီးတော့ဥရောပကနေထွက်ခွာခဲ့ရတဲ့အချိန်မှာခေကြီးတို့ကတော့ semi final နှစ်ကြိုစလုံးကိုအနိုင်ယူပြီး final တက်သွားခဲ့ပါပြီဂေတူဝါတစ်ချိန်လုံးကဆိုရင်တော့စပိန်ကုန်းဖြစ်ခဲ့ကြပြီမယ်အခုတော့စပိန်ကျွန်းဘွားကိုရောက်ရှိသွားခဲ့ပြီးတော့ဘီဘာအိုကိုလည်းနှစ်ကြိုစလုံးကိုပြတ်တည်နိုင်ခဲ့ပါတယ်ပထမကြိုသူရီစီဆိုကြတဲ့ကခေကြီးတို့ final ကိုခြေတစ်ဖက်လန်ထားနိုင်မိတာဖြစ်နေခဲ့တာပါ ဒုတိယအကြိမ်မှာလည်းခေကြီးတို့ဟာပြည်သက်ကိုရသလောက်တော့စိတ်ဒုက္ခပေးခဲ့တယ်ဆိုပေမဲ့4-1နဲ့မှစုသွမ်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဂိမ်းနဲ့ပြည်ပအုပ်သင်းတို့ရှင်ပြိုင်ခဲ့ကြတယ်။ယူရိုပါလိဒုတိယကျော်ပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်။ခေကြီးတို့ကတော့ခန်းစစ်မှာလူရှောစားလင်ဒီလော့ကိုနေရာပေးလာခဲ့ပြီးတော့ယူရိုတို့ခေါင်းကြီးတို့နဲ့တွဲပေးလာခဲ့ပါတယ်။ကွန်လင်ကတော့တထူးဆန်တဲ့ဥကားလေးတို့ဖြစ်ပြီးတော့အာမန်နဲ့မိုင်နူးတို့ကိုတော့အရန်အဖြစ်နဲ့ပဲအသုံးပြုခဲ့ပါတယ်။ ကဲဂျီရူကတော့ပုံမှန်လူစီရင်ကိုပဲအသုံးပြုလာခဲ့ပေမဲ့တစ်ဖက်ကပြပါဦးတင်ကတော့လူစီရင်မိုင်းတော်တော်လေးအာနေနေခဲ့တာဖြစ်ပါတယ်။အဓိကကစားသမားဆန်းဆက်မပါနိုင်တဲ့အပြင်ဝီလျံညီနောင်ကပါလွဲချော်ခဲ့သေးပါတယ်။ပထမအချော်ကလေးကဂိုးပြက်ရှုံနေထားခဲ့တာကြောင့်မိဘအုပ်တက်မြန်လင်းချက်မရှိသလောက်ဖြစ်နေခဲ့ရတာပါ။ပရိသတ်ကိုစိတ်ဒုက္ခမှမပေးရရင်မနေနိုင်တဲ့ကေဂျီရူကတော့ပထမပိုင်းမှာနဲ့ရသလောက်လေးစိတ်ဒုက္ခပေးသွားခဲ့ပါတယ်။ပွဲချိန်30မိနစ်လောက်မှာဂျော်ရီဂျီစာကဥဆောင်ကိုတင်သွားခဲ့ပြီးတော့ဘီဘာအုတ်တင်အဖွင့်ကိုရရှိသွားခဲ့ပါတယ်။ ။မကြောပေါင်းနှစ်ခုပဲပြတ်တော့တာကြောင့်ဂေဂျီတို့တက်လဲစွင့်ရရာချင်းလေးဖြစ်လာခဲ့ပါပြီ။ဖိုချီတယောက်ကလည်းပွဲတိုင်းကိုဆဲတောင်းနေခဲ့ပြီးတော့ဒီပွဲမှာလည်းအပိုင်ခွင့်ရေးတွေကိုထိုင်ဖြုံနေခဲ့ပါတယ်။အဲဒီလိုနဲ့ပထမပိုင်းမှာဂေဂျီတို့တကူကူမရှိနဲ့ဥဆောင်ခံရပါတယ်။ဒုတိယပိုင်းမှာနှစ်သင်းစလုံးကအပြောင်းလဲတွေလုပ်ခဲ့ကြပြီးတော့ဂေဂျီတို့ကလည်းရှော့ဖစ်တင်မောင်းနဲ့အာမတ်တို့ကိုပါထည့်သွင်းလာခဲ့ပါတယ်။ဂေဂျီတို့တက်ဒီပွဲကမိနစ်80ကျော်မှစတယ်လို့ပဲပြောရတော့မှာပါ လိုချဘုဒ္ဓခေါ်ထားတဲ့ဖေတင်မောင်ကအခုဆိုရင်ကိုရီဘာတက်သွင်းနေခဲ့ပြီးတော့ဂေဂျီရိုတဲ့ခြေပကူကိုလည်းဖေတင်မောင်မဲ့သွင်းယူပေးခဲ့တာဖြစ်ပါတယ်။တကူပြန်ပေးလိုက်ရတဲ့အချိန်မှာမျက်လင်းချက်နေသွားခဲ့တဲ့ပြပါဟိုကကစားအားလဲချသွားခဲ့ပြီးတော့လက်ချက်မင်းတင်မှာဂေဂျီရိုခြေဂေဂျီရိုလည်းပဲဖြစ်ခဲ့ရပါတယ်။မင်းရှိစမှာတူတူဆန်ကတကူ85မိနစ်မှာဝိုင်လန်းကတကူနဲ့စတိုက်ကိုသွင်းယူခဲ့ကြပါတယ်။ဝိုင်လန်းကိုသွင်းနေဆိုလို့တိတ်တော့အထင်ကြီးလို့မရသေးပဲနဲ့သူ့ဘာသာရက်နေတာကနေဘလုံးကလာမှန်တယ်လို့ဖြစ်သွားခဲ့တာပါ ကေဂျီတို့တော့နောက်ဆုံးကူကတော့မစ္စမောင်းကပဲနာကျင်အချိန်ပုံမှာသွင်းယူရင်းနဲ့ကေဂျီတို့လည်းလေးကိုတကူနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။အခုဆိုရင်တော့ကေဂျီတို့ကဥရောပရဲ့တင်းနေသောရှုံးမမရှိအသင်းနေနဲ့နောက်တစ်ဆင့်ငိုတက်လန်းသွားနိုင်ခဲ့ပါပြီ။ဖိုင်နယ်မှာတော့ဂိမ်းနဲ့ချစ်ဖာကြီးတို့က All England Final အနေနဲ့ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ကေဂျီတို့ကပဲပိတ်တီးသွားမလားချစ်ဖာကြီးတို့ကပဲတက်ခွစီးသွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။အဆုံးကြီးပြည့်ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။